အများကဘဝတစ်ခုရထားပြီဆိုလို့ရှင်အဲ့ဒီဘဝမှာပျော်ရွှင်မှုတွေနဲ့မိမိတို့လက်ရှိရထားတဲ့ဘဝလေးမှာရှင်းနှပြီးတော့ဘဝကိုဆွတ်လွတ်ရမှာ ကြောက်ပြီးတော့နေကြတာဒါဘဝတဏလို့ဆိုတဲ့ဘဝပေါ်မှာသာဝရရှင်သန်နေတာကိုလိုလားကြသည့်အတွက်ကြောင့်ဘဝတဏမကင်းသေးတဲ့ပုဂ္ဂိုလ်တွေဟာဘဝပေါ်မှာတွေ့တာမှုရှိနေကြတယ် အေးဘဝဆိုတာခိုင်မြဲတာမဟုတ်ဘူးသင်္ခါရသဘောတရားအရာဖြစ်ချိန်တန်တုံးကဖြစ်လာပြီးပြည့်ချိန်တန်တော့ပြတ်သွားမှာဆိုတဲ့တဘာဝတရားတွေကိုမစင်စားမိမစင်စားမိတဲ့အခါစိတ်ဟာအာယုန်တွေထဲမှာပဲပျော်နေတယ်အဲ့ဒါတွေကိုစင်စားမိလိုက်တာနဲ့တပြိုင်နက်စိတ်ထဲမှာဘာဖြစ်လာတော့ဆို